ဟယ်လိုမင်္ဂလာတနေ့ခင်ဗျာခင်ဗျာမြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့အာမြင်ရတဲ့အတိုင်းပါပဲစိတ်ကြည်နူးမှုရရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အာကျွန်တော် top floor ကနေရိုက်ထားတာဖြစ်ပါတယ်ဒီမြင်ကွင်းလေးကတော်တော်လေးလှတယ်ဘာလို့လှတာလဲဆိုတော့တောင်နေကြားထဲမှာကျွန်တော်တိမ်ဆိုင်တွေကနေရာယူပြီးအလှဆင်ထားတဲ့ ညင်ဝင်လေးမို့လို့ပါခင်ဗျာဟိုဘေးအောက်မှာဆိုရင်ဘလောက်တိလှတယ်လဲဆိုရင်မလန်းလေးเนาะဒီလန်းလေးပျောက်သွားတဲ့ချိန်မှာဟိုပျောက်နေတဲ့ပုံစံလိုပေါ့เนาะဘာလို့လဲဆိုတော့မြူမိုင်းနေရပါเนาะသူကဖောက်ထားတဲ့အာပုံစံလေးပေါ့ဒါတော့မိတ်ဆွေတို့တကယ်ချင်းတို့ကိုအာလှတယ်ဆိုတဲ့အကြောင်းလေးကိုပြချင်လို့ပေါ့เนาะဟိုးမှာဆိုလည်း မှာဖះเจ้าလေးမြင်ရလားကျွန်တော် zoom ချဲပြမယ်ဟိုမှာချွန်ချွန်လေးတတလေးရအဲ့ဒါဖះเจ้าတိမ်ပေါ်မှာအာကျွန်တော်တည်ထားတဲ့ပုံစံလိုပေါ့နော်ဒါပေမဲ့လည်းတိမ်နေရဖုံးလွှမ်းနေတာဖြစ်တတ်တဲ့တိမ်နေချားထဲမှာသူ့အလှတွေပေါ်လို့မြင်မှာနှက်ပြီးအလားပေါ့နော်အလားအာမြင်တွေ့နေရတဲ့အမြင်ကုန်လေးပါကျွန်တော်ရှင်းနာလေးကိုတွားပြမယ်နော် ရှင်နာလေးကိုသွားပြရမယ်။ဟိုးမှာဆိုရင်ကြောက်ကြီးရှိကဘာကြီးရှိတယ်။ဒီကဘာကြီးရဲ့အောက်မှာဆိုရင်တော့ညာဒီဥရုကပူတယ်လို့ပြောရမယ်။ဒီတောင်ရဲ့တဝက်လောက်ကနေပဲအေးမှာပေါ့လေဆိုတော့ဟိုကဘာအောက်ကများသွားပြင်းအာလေဝင်လေထွက်ကောင်းတဲ့နေရာလည်းရှိသလိုလေဝင်လေထွက်မကောင်းတဲ့နေရာလည်းရှိတယ်။လေဝင်လေထွက်မကောင်းဘူးမသွားဘူးလေရမလာဘူးဆိုတော့တော်တော်လေးပူပါတယ်။ ဒါပြောပြတာပေါ့เนาะကျွန်တော်ရဲ့အတွေ့အကြုံရဒါဟိုးမှာဆိုရင်လေအာရွာလေးတွေပေါ့เนาะဒါလေးရ village village ရွာလေးတွေပါဒါဆိုလည်းတော်တော်လေးကိုပချီကာတစ်ချက်လိုပဲအာဒီဘက်ကျွန်တော်တို့အိုင်ဇောမြို့ဒုတ်လောင်းဘက်ကပေါ့เนาะမနေ့ပိုင်းမြင်တွေ့နေရတဲ့မြင်ကွင်းတွေကတော်တော်လေးကိုရင်သက်ရှုံမောပွဲကောင်းပြီမှာအာလေးကျင်ခန်းလုံးမြင် စိတ်ကို relax ဖြစ်မဲ့နေရာဖြစ်သလိုကျွန်တော်တို့တဘာဝအထီးတွေ့တဘာဝနဲ့လည်းတဘာဝကိုလည်းကျွန်တော်တို့အမြင်ဆုံးအစောဆုံးမြင်တွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ဒါဟုတ်ပြန်မစနေကြတော့ယူရနော်တော်ယူရတဲ့တလေးရှိမဲ့တော်ရရှိမဲ့ဒါကတော့ကျွန်တော်လည်းမြောက်ဘူးဆိုတော့မပြောတော့ဘူးနော်ယူရတဲ့တော်ရရှိရဆိုတော့အာကျွန်တော်မိတ်ဆွေကပြောထားလို့ကျွန်တော်တည်တာဖြစ်ပါတယ်။ ဒါဒီပတဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ဒူတလန်းဆိုတာလူတိုင်းသိမှာပါဒူတလန်းကတော့အာဆေးရောင်ရှိတဲ့နေရာပါเนาะလူတိုင်းလူတိုင်းများသွားပြင်ဒူတလန်းကိုသွားပြကြပါတယ်ဘာလို့လဲဆိုတော့သူက service လဲကောင်းတယ်အဲတခြား accessory အာအကုန်လုံးအဆင်ပြေတဲ့နေရာဒါပေမဲ့ငွေကြေးကတော့အာကုန်ပါတယ်ဒါပေမဲ့လည်းတချို့လူတွေတို့ကြတော့ အဆင်ပြေနိုင်တယ်လို့တချို့လူတွေတကြတော့လည်းအဆင်မပြေနိုင်ပါဘူးဒါတော့ကိုကျမ်းမာရဲ့အရာရွေးချယ်ရမယ့်အရာတွေရဲ့ကိုပေါ်မှာမူတည်ပြီးမှရွေးချယ်တဲ့အရာတွေမို့လို့ကျွန်တော်ကတော့အာအကြောင်းသူရဲ့စေယုံအကြောင်းလေးကိုပဲပြောပြပေးတာဖြစ်ပါတယ် recommend တော့အကုန်လုံး service ကောင်းပါတယ်မကောင်းတာတစ်ခုကတော့ expenses တော်တော်လေးကိုကုန်ကျစရိတ်များတာကိုပဲအာပြောချင်ပါတယ် ဒါချစ်တငယ်ချင်းတို့လည်းအာမနေ့ခင်းလေးမှာမင်္ဂလာရှိပြီးတော့မင်္ဂလာရှိတဲ့ຢာတွေကိုကျွန်တော်တို့လှုပ်ဆောင်ကြပြီးတော့တနေ့တောင်ကိုအကောင်းဆုံးဖြတ်သန်းမယ်အာလူဘွားကတူတူလေးတူတူလေးဆိုပေမဲ့လည်းအာကျွန်တော်တို့အမုံနေအမုံနေရဲ့ပြီးတော့လက်ရှိဖြစ်နေတဲ့အရာကိုကျွန်တော်တို့လက်ခံတတ်ဖို့တော်တော်လေးကိုရည်ကြည့်တယ်လက်ခံတတ်ဖို့ စိတ်ခွန်အားတွေရကြပါစေကျွန်တော်တို့လက်ခံတတ်မှပဲကျွန်တော်တို့နေပြောမှာဖြစ်တဲ့အတွက် အာကျွန်တော်အားစားလက်ခံတတ်ဖို့လေ့လာသင်ယူနေပြီးတော့လက်ခံတတ်ဖို့ပဲမျှော်လင့်မိပါတယ်ဒါမှကျွန်တော်တို့ကျမ်းမာခြင်းတွေပျော်ရွှင်ခြင်းတွေအစစ်မှန်ရရှိမှာမလိုအပ်တဲ့မဟုတ်တဲ့အရာတွေကို တွေးတောပြီးမှမျှော်လင့်နေရင်ကိုယ်ပဲစိတ်ပင်ပန်းရတာဖြစ်တဲ့အတွက် အာတွေးတော်ချင်းယာတွေမှာမျောလင်းချက်ကိုထားပြီးတော့အကောင့်ကနေကျွန်တော်တို့တွေးပြီးတော့နေထိုင်သွားဖို့ပြောလိုပါတယ်ဒါကတော့ကျွန်တော်ရဲ့တနေ့တာမနေ့ခင်းလေးပါเนาะကျွန်တော်အပေါ်မှာလေ့ကျင့်ခန်းအများအားလုပ်ပါတယ်ဒီနေ့ကျတော့ကျွန်တော်ဗီဒီယိုရိုက်ခြင်းနဲ့စိတ်ကလေးရှိနေရတဲ့ဗီဒီယိုလေးကိုရိုက်ပြပေးတာဖြစ်ပါတယ်အားလုံးလည်းကြားမှာရှင်လန်းကြပါစေ နေ့ရက်တိုင်းမှာပျော်ရွှင်ပြီးမှလက်ခံတက်ပြီးတော့အာနေတတ်အောင်နေကြတော့သူတွေဖြစ်ဖို့ကျွန်တော်ကစားလေလာတင်ယူရင်းကျွန်တော်တို့ဘဝကိုအကောင်းဆုံးရှင်သန်သွားမယ်ဆိုတာကိုပြောချင်တယ်ဒီနေ့တနေ့တာလုံးအတွက်ချစ်တဲ့ငယ်ချင်းတို့ကိုမင်္ဂလာပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေခင်ဗျာဘိုင်ဘိုင်